်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါတယ်ယေရှုအသက်ရှင်ခြင်းဤတသက်ဆိုတဲ့ခေါင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွားခြင်းပါတယ်သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့အပြစ်တွေအတွက် လဝကတိုင်မှာကိုစားအတိခံပြီးတဲ့နောက်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တော်မူခဲ့ပါတယ်။ရှင်ပြန်ထမြောက်တော်မူခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့မှတက်တည်တွေများစွာရှိခဲ့ပါတယ်။ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့တက်တည်တွေအနေနဲ့ကတော့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းရပောင်း60အတွင်းမှာမြင်တွေ့ခဲ့ရတဲ့တက်တည်တွေရှင်ပြန်ထမြောက်ပြီးတဲ့နောက်ကောင်းကင်ဘုံကိုတက်ကြွသွားပြီးတဲ့နောက်အဲ့ဒီနှစ်ပိုင်းများအတွင်းမှာ မြင်တွေ့ရတဲ့တက်သေးနောက်ခေတ်ကာလတလျှောက်လုံးမှာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းရဲ့စိတ်ဝိညာဉ်မှာနားလေခံစားရတဲ့တက်သေးနဲ့ယုံကြည်သူတိုင်းရဲ့ကိုယ်ခန္ဓာမှာအသက်ရှင်နေကြောင်းထင်ရှားတဲ့တက်သေးတွေအနေနဲ့ပဲဖြစ်တယ်။တမန်တော်အခန်းကြီး1အငယ်3မှာအသေးခံတော်မူပြီးလင်တမန်တော်တို့အားအရက်40ပတ်လုံးကိုကိုပြ၍ ပြာသခင်ဤနိုင်ငံတော်နှင့်ဆက်ဆိုင်သောအရာတို့ကို မိမ့်မွက်တော်မူလျက်မိမိအသက်ရှင်သည့်အကြောင်းကို ခိုင်ခန့်သောတသက်အများအားဖြင့် ပြတော်မူ၏လို့ဆိုထားတယ်။ဒါကသခင်ယေရှုခရစ်တော်အသေးခံတော်မူပြီးတဲ့နောက်တမန်တော်တွေတပည့်တော်တွေကိုအရက်40ကိုကိုပြပြီးတော့အသက်ရှင်ကြောင်းကို ခိုင်ခန့်တဲ့တသက်တွေအားဖြင့်ပြတော်မူခဲ့ခြင်းပဲဖြစ်တယ်။ နောက်ပေတရုကအစာတမန်တော်တွေကိုယ်တိုင်မြင်ရတဲ့အကြောင်းကိုလည်းပဲနောက်မှပြောင်းလဲခဲ့တဲ့ပေါလုကကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး15အငယ်9ကနေ10မှာကေဖတ်ဤကိုတော်ကိုမြင်ပြီးမှတကြိမ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏ထို့နောက်ကြီးအကို900မကတပြိုင်နက်မြင်ရကြ၏ထို့သူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသည်၏အချို့တို့သည်အိပ်ပျော်ကြပြီး ထို့နောက်ယာကုတ်မြင်ရ၏ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံး၌အချိန်မတော်မတန်ဖွာသော သူကဲ့သို့ဖြစ်သောငါပင်မြင်ရ၏လို့ဖော်ပြထားတဲ့အခါမှာဒီတသက်ခံဖော်ပြချက်မှာသခင်ယေရှုခရစ်တော်ဟာအပြစ်သားတွေအတွက်လက်ဝါးကတိုင်မှာကိုးစားအသေးခံပြီးတဲ့နောက်တင်ကြိုက်အတွင်းမှာတကြွချင်းကိုခံရတယ်။နောက်၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ် အဲ့ဒီရှင်ပြန်ထမ်းမြောက်ခြင်းအစပိုင်းမှာပေတရုတမန်တော်တွေသခင်ယေရှုခရစ်တော်ကိုမြင်ကြရတယ်။သခင်ယေရှုခရစ်တော်ဟာတပည့်တော်တွေကိုရက်ပေါင်း40ဆုံးမတွင်တင်ပြီးတဲ့နောက်ကောင်းကင်ဘုံကိုတက်ကြွသွားခန်းဒီမှာတပည့်တော်900မကတပြိုင်တည်းမြင်ကြရပါလေ။အရင်ကခရစ်တော်ကိုညင်းပယ်ခဲ့ပြီးတော့နောက်မှ ပြောင်းလဲလာခဲ့တဲ့ပေါလုတောင်ခရစ်တော်အသက်ရှင်ခြင်းကိုလက်တွေ့မြင်တွေ့ခံစားခဲ့ရတဲ့အကြောင်းပဲဖြစ်တယ်။ သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းရဲ့စိတ်ဝိညာဉ်မှာအသက်ရှင်ကြောင်းနားလေခံစားရတဲ့တသက်နဲ့ပတ်သက်ပြီးတော့ယောမအခန်းကြီး၈အငယ်၉ကနေ၁၁မှာ ပြောထားတာကသို့တော်လည်းပရောဖက်ဝိညာဉ်တော်သည်သင်တို့အထင်း၌ကျင်းဝတ်တော်မူလျင်သင်တို့သည်ဇာတိပဂတိဘက်၌ရှိကြသည်မဟုတ်ဝိညာဉ်ပဂတိဘက်၌ရှိကြ၏ခရစ်တော်၏ဝိညာဉ်ကိုမရသောသူမြည်သည်ကခရစ်တော်နှင့်မဆိုင် ခရစ်တော်သည်သင်တို့အထဲ၌ရှိတော်မူလင်ကိုကာယသည်အပြစ်ကြောင့်အသေးဖြစ်တော်လေဝိညာဉ်မူကားဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လျက်ရှိ၏ထိုမြမကယေရှုကိုသေခြင်းမှထမြောက်စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ခြင်းဝတ်တော်မူလင်ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသောဘုရားသည်သင်တို့အထဲ၌ခြင်းဝတ်တော်မိမိဝိညာဉ်တော်အားဖြင့်တည်တတ်သောသင်တို့၏ကိုယ်ကာယကိုပင် ရှင်တော်မူမည်လို့ ပေါ်လူဖော်ပြခဲ့တဲ့အဲ့ဒီလိုဖော်ပြခဲ့တဲ့အချက်ကသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတသက်ဟာယုံကြည်လက်ခံတဲ့သူရဲ့စိတ်ဝိညာဉ်ထဲမှာရှိနေတဲ့တသက်ပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအသက်ရှင်တဲ့သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့စိတ်နှလုံးထဲမှာ အသက်ရှင်နေကြောင်းတည်မှတ်နေရမှာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူအသက်တာရဲ့စိတ်ဝိညာဉ်ထဲမှာသခင်ယေရှုခရစ်တော်ကအသက်ရှင်နေကြောင်းတည်မှတ်ရယုံတင်တာမကပဲနဲ့ ကိုယ်ခန္ဓာမှာလည်းပဲအသက်ရှင်နေတယ်ဆိုတာကိုလည်းသိမှတ်ကြကြမှာဖြစ်တယ်။အဲဒီလိုသိမှတ်နေခြင်းကနေတဆင်းခရစ်တော်အသက်ရှင်နေကြောင်းကိုယ်တိုင်လက်တွေ့ခံစားကြဖို့ဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မနုဿတော်ကနေတေးတေးချာချာဖော်ပြထားတာကိုလည်းကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး၄အငယ်၁၀ကနေ၁၁မှာသခင်ယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ကိုယ်ခန္ဓာ၌ထင်ရှားစေခြင်းကယေရှုဤတည်တော်မူခြင်းကို အစမပြတ်ငါတို့ဤကိုယ်ခန္ဓာ၌ဆောင်ရကြ၏။ အဘယ်သို့နည်းဟုမူကားယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ဤတည်တတ်သောခန္ဓာကိုယ်၌ထင်ရှားစေခြင်းကငါတို့သည်အသက်ရှင်စဉ်တွင်ယေရှုကြောင့်သေခြင်းလက်သို့အစဉ်အနံ့ခြင်းကိုခံရကြ၏လို့ဆိုထားပါသည်။ယုံကြည်သူတယောက်ရဲ့ကိုယ်ခန္ဓာမှာသခင်ယေရှုကတော့အသက်ရှင်နေကြောင်းသက်တည်ပူပြောမှပေါ်လွင်ထင်ရှားမှုကတော့သခင်ယေရှုကတော့ရဲ့သေတော်မူခြင်းကိုယုံကြည်သူရဲ့ကိုယ်ခန္ဓာမှာအစဉ်မပြတ် ဆောင်ယူခြင်းအပြင်ပေါ်လွင်ထင်ရှားစေမှာဖြစ်တယ်။အဲ့ဒီအတွေ့ယုံကြည်သူရဲ့အသက်တာဟာလက်ရှိကိုယ်ခန္ဓာနဲ့အသက်ရှင်နေတဲ့အခါမှာလူစားတိတည်နေဖို့လည်းလိုပါလေ။ဒါကိုသခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကျွန်တော်ရဲ့ကိုယ်ခန္ဓာမှာထင်ရှားဖို့အတွက်သခင်ယေရှုကြောင်းပေခြင်းလက်ထဲကို အနံ့ခြင်းခံရတဲ့ဆိုတဲ့အတိုင်းကျွန်တော်ရဲ့ဇာတိတည်ရမှာဖြစ်တယ်။ဒါကိုသခင်ယေရှုခရစ်တော်က လုကာအခန်းကြီး9အငယ်23မှာလည်းပြောထားခဲ့ပါတယ်။အဒီမှာဘလို့ပြောထားခဲ့သလဲဆိုရင်ထိုးမတပါလူအပေါင်းတို့အာမိန်တော်မူသည်ကငါ၌စိတ်ကပ်လူတော်သူဖြစ်လျင်ကိုကိုကိုညှင်းပေရမည်။ကိုလက်ဝါးကတိုင်ကို နေတိုင်းထမ်း၍ငါနောက်သို့လိုက်ရမည်လို့ဆိုထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဇာတိတည်ဖို့ရန်အတွက်နှုတ်ကပ်တော်ဝိညာဉ်တော်ရဲ့ဓာတ်အပြင် ကိုရဲ့ဇာတိကိုအမြဲတမ်းပဲနှိတ်ကုတ်ထားဖို့လိုပါတယ်။ ပေါ်လူဆိုရင်လည်းပဲဘာသာရေးထဲမှာစိတ်အားကြီးပြီးတော့ဘာသာရေးအားဖြင့်အရင်ကတည်နေခဲ့တဲ့အသက်တာဖြစ်ခဲ့တယ်။ဒါပေမဲ့လည်းတခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးသွားတဲ့အချိန်မှာတော့သူကဂလာတိအခန်းကြီးနဲ့အငယ်20မှာဗာပြောခဲ့တယ်လို့ဆိုရင်ငါသည်ခရစ်တော်နဲ့အတူလဝကတိုင်းမှာအသေးခံပြီးသို့တော်လည်းအသက်ရှင်သေးဤထို့သို့ဆိုတော့ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူဤကိုယ်ခန္ဓာ၌ယခုငါရှင်တော်အသက်တည်း ရားသခင်ဤသားတို့ကိုယုံကြည်ခြင်းအားဖြင့်တည်၏သားတို့သည်ငါကိုချစ်၍ငါအဖို့ကိုကိုကိုစွန့်တော်မူ၏လို့ဆိုထားပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်အသက်ရှင်နေကြောင်းတက်တည်တွေကတော့ခေအဆက်ဆက်မှာယုံကြည်လက်ခံတဲ့သူတိုင်းရဲ့အသက်တာမှာလက်တွေ့ခံစားရပါတယ်။ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းရဲ့ပေါင်း၄၀အတွင်းမှာမြင်တွေ့ခဲ့ရတဲ့သက်တည်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ကောင်းကင်ဘုံကိုတက်ကြွသွားပြီးတဲ့နောက် အဲ့ဒီနှစ်ပိုင်းတွေအတွင်းမှာမြင်တွေ့ရတဲ့သက်တည်နဲ့ခေအဆက်ဆက်မှာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းရဲ့စိတ်ဝိညာဉ်နဲ့ကိုယ်ခန္ဓာမှာအသက်ရှင်နေကြောင်းထင်ရှားတဲ့သက်တည်တွေဟာကျမ်းသာဆင်ခြင်ခဲ့တဲ့သူတိုင်းမှာအစဉ်ထင်ရှားနေဖို့ဘုရားသခင်ကအတူရှိလျက်ကောင်းချီးပေးပို့ဆောင်ပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည် နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်